။အော်အားလုံးမင်္ဂလာခင်ဗျာ။ဒီနေ့ကျွန်တော်တို့ trader တယောက်မှရှိတဲ့ mindset ကလေးကိုကျွန်တော်ဥပမာလေးနဲ့ကျွန်တော်ရှင်းပြပေးချင်ပါတယ်။အဲ့တော့ကျွန်တော်တို့က trading မှာအာစိတ်ရှည်ဖို့ကလုံးဝအဓိကကြတယ်ဗျ။ဟုတ်ပြီနော်ကျွန်တော်တို့ trading မှာကြတော့ကျွန်တော်တို့ဟိုအော်ဒီဟာပေါ့နော်ကျွန်တော်တို့ဆိုလို့ရှိရင်ကာလာအနေနဲ့ဆိုလို့ရှိရင်ကျွန်တော် trading ကိုလေ့လာနေတာဆိုလို့ရှိရင်ကျွန်တော်နှစ်နှစ်ကျော်၃နှစ်နေပါရှိပြီပေါ့နော်၃နှစ်နေပါရှိပြီအဲ့ဒီထဲမှာကျွန်တော်တို့ကအာ stock lot တွေရတယ်မျိုးစုံ ပေါ့နော်မျိုးစုံထိတယ်ဘာလို့မျိုးစုံထိလဲဆိုတော့ကျွန်တော်ကကိုယ့်ရဲ့ကိုကိုနဲ့သက်ဆိုင်ရာ strategy ကိုမတိဆောက်ဘဲနဲ့ကျွန်တော်ကအားအားရှိ trader ပေါ့ဆာဘဝဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်စိတ်ရှိ trade trade entry ဝင်ဖို့ပဲချောင်းနေတာဘယ်နာမှဝယ်ရမလဲဘယ်နာမှရောင်းရမလဲဆိုတာပဲကျွန်တော်တို့ချောင်းနေတာ risk and reward management အနေနဲ့ဘာမှမရှိဘူးအဆင်ပြေသလို trade လိုက်တာပဲပေါ့နော်ဟော10 trade trade 20 trade trade 100 trade trade 200 trade trade ပေါ့နော်အဲ့လိုမျိုးဘျောင်းတောက်လိုက် trade နေတဲ့အခါမှာကျွန်တော်တို့အရှုံးနေတယ်ကျွန်တော်တို့ရင်ဆိုင်ရတယ်ပေါ့နော်အဲ့တော့ဒီပုံလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ impatient trader နဲ့ rich trader patient trader ပေါ့ဗျာပြောမှဆိုရင် အဲ့တော့ impatient trader နဲ့ rich trader patient trader ဘာကွာလဲဆိုရှင်နော် why patient traders are rich တဲ့ဘာကြောင့် စိတ်ရှိတဲ့ trader တွေကချမ်းသာကြလေပေါ့နော် okay ကိုကတော့ချမ်းသာတဲ့မျိုးစားတွေကမဟုတ်ပေမဲ့ကျွန်တော်တို့ကစိတ်ရှိတော့စိတ်ရှိတက်သွားပြီဘာလို့လဲဆိုတော့ကျွန်တော်တို့ market ကတင်ပေးလိုက်ပြီပေါ့နော် market ကိုကျွန်တော်တို့က stop loss တွေနီးမျိုးစုံပေးပြီးတော့စိတ်ရှိတက်အောင်ကျွန်တော်တို့ကတင်ပေးလိုက်ပြီပေါ့နော် okay အဲ့တော့ဒီ trader ကိုကြည့်လိုက်မယ်နော် impatient trader ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် तू က trade ချောင်းကို तू က risk and reward management မရှိဘဲねအဲကျွန်တော်တို့ဟိုဒီမှာ trade ချောင်းကိုပထမဦးဆုံး1000ကျပ်နဲ့ trade လိုက်တယ်ဒုတိယ trade ကို တစ်ထောင်နဲ့ trade တယ်တတိယ trade ကို9000နဲ့ trade တယ်အဲ၄ trade မြောက်ကိုကျွန်တော်တို့2000နဲ့ trade ပြီး9 trade မြောက်ကို9000နဲ့ trade လိုက်တဲ့အခါမှာသူ့ရဲ့ total ပေါ့နော် total ကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့အရှုံးပြသွားတယ် balance က အရှုံးပြသွားအော်တော့ဆိုလိုဆိုလိုချင်တာကကျွန်တော်တို့တိုးတဲ့ trade မှာ3 trade ရှုံးတယ်2 trade နိုင်တယ်ဆိုပေမဲ့သူကဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့ balance မှာ2000 2000ပဲကျန်ဟိုဟာဖြစ်သွားတာပေါ့နော်အရှုံးပြသွားတာပေါ့နော်အဲ့တော့ဒီ trader တယောက်ကဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့ mindset ကအာဆိုတော့ကျွန်တော်တို့က give up ဖြစ်သွားတယ်ပေါ့နော်ကျွန်တော် trading trading ကအာပတ်စံမရပါဘူးဆိုတော့ mindset ဝင်သွားတယ်ပြီးတော့ show မှာပဲဆိုတော့ mindset ဝင်သွားတယ်ပေါ့နော်ဒါက trading မှာအာခံစားရတဲ့ emotion ပေါ့နော်နောက်တစ်ခုကကြတော့ rich trader ပေါ့နော်ဆိုတော့ patient trader ပေါ့အဲ့တော့စိတ်ရှိရှိနဲ့စောင့်နေတဲ့ trader တယောက်ဆိုလို့ရှိရင် तू ကကြတော့ဘယ်လိုလဲဆိုတော့ risk and reward management ရှိမယ်ပြီးတော့ तू ရဲ့သက်ဆိုင်ရာ market action ပေါ့ price action ပေါ့ price action plus scenario မှန်အောင်စောင့်ပြီးတော့သူ့ရဲ့ market edge နေရာရောက်မှာ market action နေရာရောက်မှာခံနေတဲ့ pound trade trader သဘောပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်သူကကြတော့ risk and reward management ရှိတယ်သူက trade တစ်ခုကိုတထောင်ပဲအများအားဖြင့်ကျွန်တော်တို့ကဝင်နေပေါ့နော်ဒါပေမဲ့သူ့ရဲ့အဲ reward reward က ratio ကကြတော့တင်းတင်းများတယ်ဗျာအဲ့တော့ तू က trade to trade ပဲနိုင်ရင်တော့မှ तू က၅ trade မှာ तू က trade to trade နိုင်သွားပြီဆိုလို့ရှိရင် तू ရဲ့ reward risk and reward ratio ရရဒီမှာ 1000နိုင်သွားတယ်။သူက1 trade ကိုဆိုလို့ရှိရင်1000ပဲရှုံးပြီးတော့ trade လေး1 trade 5 trade လုံးအောင်မှ4 trade ရှုံးပြီး1 trade ပဲနိုင်နေတယ်။ဒါပေမဲ့သူ1200နိုင်သွားတယ်။အဲ့တော့သူ့ရဲ့ balance ကဘာပိုလာလဲဆိုတော့ကျွန်တော်က8000ပိုလာတယ်။ဟုတ်ပြီနော်။သူ့ရဲ့ reward က8000 6000ရတဲ့အခါမှာသူနားလိုက်တယ်ပေါ့နော် less win the run ပေါ့နော်ဆိုတော့ cut your loss ပေါ့ဆိုတော့ကကြတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် तू က total trade 9 trade ချင်းအတူတူကို तू ကကြတော့ ဟောသူဆိုလိုတာကကျွန်တော်တို့အမျက်ထွက်တာပေါ့နော်အာ trading မှာသူကကြတော့အမျက်ထွက်သွားပြီတော့သူကကြတော့အမျက်ရှုံးသွားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော် risk and reward management မရှိရတဲ့အတွက်ကြောင့်ဟုတ်ပြီနော်အဲ့ဒါလေးတခုကျွန်တော်ဟော knowledge sharing နေနဲ့မျှော်ပေးကြပါမယ်။ Okay နောက်တစ်ခုကကြတော့ဟုတ်ပြီနော်အဲ့တော့ trader တွေရတဲ့ကျွန်တော်တော်တော်များများကဘာလဲဆိုတော့ဒီအော် market ပေါ်တက်လာပြီဆိုတာနဲ့ beginner တွေပေါ့နော်ကျွန်တော်တို့လည်းပါခဲ့ပါတယ် beginner trader တွေကဘာလုပ်ရမလဲဘာရောင်းရမလဲဘာဝယ်ရမလဲဆိုတာပဲကျွန်တော်တို့ကလိုက်ပြီးတော့စဉ်းစားနေတာဗျာ ုတ်ပြီเนาะအဲ့တော့ဒီဒီ Bitcoin လက်ရှိဆိုလို့ရှိရင် Bitcoin Bitcoin တော်တော်များဆိုလိုက်ဝယ်ခြင်းကြတယ်အဲ့တော့တော်တော်များများကအာ price session မတည်ဘူးကန်နေမတည်ဘူးဒီတိုင်းပဲဘယ်နေရာမှာဘယ်လိုဝယ်ဘယ်လိုဘယ်လိုရောင်းရမလဲဘယ်လိုဝယ်ရမလဲဆိုတော့မတည်ပဲနေမြင်မြင်မြင်သမျှနေရာမှာရှောက်ဝယ်ရှောက်ရောင်းနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအရှုံးနေတဲ့ရင်ဆိုင်ရတယ်ပေါ့နော်အဲ့တော့ the good trader was sit watch and wait patiently for an opportunity အဲ့တော့ကျွန်တော်တို့ good trader တရားဆိုလို့ရှိရင်အဲအဲ့တော့ကျွန်တော်တို့ကခုနကျွန်တော်ပြောခဲ့တဲ့ price action ပေါ့ market action ဟုတ်ပြီနော် price action market action plus candle ကိုစောင့်ပြီးတော့မှသာကျွန်တော်တို့သူ့ရဲ့ရောက်နေတဲ့ market edge ကို တွေးတော့မှ candle နဲ့ပေါင်းပြီးတော့ကျွန်တော်တို့ trade တဲ့အခါမှာအဲ့တော့ trade တဲ့အခါမှာကျွန်တော်တို့ကငါအောင်မြင်မှုကိုရတယ်ပေါ့ဗျာပြောဆိုလိုတဲ့သဘောကအဲ့ဒါတွေက good trader တယောက်ရဲ့အဲ mindset နဲ့ကျွန်တော်တို့ bad trader တယောက်ရဲ့ mindset ကွာခြားပုံမှာဒါကတော့ကျွန်တော်ဒီနေ့ knowledge sharing နေနဲ့ကျွန်တော်တို့မျှော်ပေးပါတယ်ကျွန်တော်တို့ဖြတ်တန်းလာတဲ့အတွေ့အကြုံအရာကျွန်တော်ဟိုတို့ခံစားဘူးသားတဲ့အတွေ့အကြုံအရာကျွန်တော်တို့ဒါတွေကိုကျွန်တော် knowledge sharing နေနဲ့မျှော်ပေးပါတယ်ကျွန်တော် TikTok မှာဆိုလို့ရှိရင်အများအားဖြင့်ကျွန်တော်တို့ဘယ်မှာဝယ်လိုက်ရမလဲဘယ်မှာရောင်းလိုက်ရမလဲဆိုတဲ့မေးခွန်းတွေအတွက်အဲဒါကတော့ကျွန်တော်တို့ psychology လူတိုင်းကဒီ psychology နဲ့ပတ်သက်လို့ရှိရင် trading မှာဒါအရေးကြီးတယ်ဗျ လူနဲ့ psychology ကပတ်သက်ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်ကလည်း beginner ဘဝမှာနားမလည်ခဲ့ဘူးနောက်တစ်ခုကကြတော့အဲ့ဟာကိုဟိုကြည့်ရမှာဖတ်ရမှာလိုက်လို့မတားပြင်းနေပေါ့နော်အဲ့လိုမျိုးပြင်းတဲ့အခါမှာကျွန်တော်တို့က အာဘာဖြစ်လဲဆိုတော့ကျွန်တော် winning rate တွေကျလာတယ်အဲအားရှိလက်ကငင်းငင်းမနေဘဲနဲ့အဲ့ asset close sell shop close နဲ့ buy ခနှုတ်ကိုပဲရှောက်နှိမ့်နေတယ် market action လည်းမတွေ့ဘူးဟုတ်ပြီနော်အကန့်နဲ့လည်းမတွေ့ဘဲနဲ့ဒီတိုင်းတက်မယ်တက်မယ်ထင်တာနဲ့ပဲကျွန်တော်ရှောက်ထွက်နေတဲ့အခါမှာကျွန်တော်ရှိမှရှိရပတ်စံတွေကအကုန်ပါသွားတော့ဘူးနော် beginner ဘဝမှာအဲ့ဒါလေးလေးကျွန်တော် knowledge sharing နဲ့လုပ်ပြီးဒီမှာလည်းအားလုံးကျွန်တော် YouTube channel တွေလည်းအားလုံး like and subscribe နဲ့ share လေးလုပ်ပြီးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်